ဒါကကြတော့ ready to wear pattern เนาะ ready to wear pants pattern လေးကိုအမတို့ကမစွဲခင်မှာအဲကိုယ်ရဖရင်ချလိုက်တယ်ပေါ့เนาะအမတို့ဒီ pattern လေးတွေရှိတယ်ဆိုရင်အမတို့ကြိုက်တဲ့ဘောင်းမီကိုစွဲလို့ရပြီเนาะဘာမှခက်ခဲတာမရှိတော့ဘူးအမတို့ကိုယ်နှစ်သက်တဲ့ဘောင်းမီ pattern ကိုဒီပုံမှာစွဲရုံနဲ့အတူအရှိအပွားအကျက်ပေါ့เนาะဒါလေးကအမအနောက်ချမ်းရဲ့ frame လေးချနေတာဖြစ်တယ်သူ့မှာပါတဲ့မြင်းလေးတွေအတိုင်းမှာကူးတယ်ကူးပြီးတော့အမတို့ချလိုက်တယ်ပေါ့เนาะ ပြီးသွားပြီဆိုရင်အမကရှေ့ချမ်းပတ်တန်လေးကပ်ကိုထပ်တင်မယ်ပြီးသွားရင်ရှေ့ချမ်းပတ်တန်ကပ်ကိုထပ်ပြီးတော့ချရပေါ့နော်အဲ့တော့ဒီတိုင်းလေးပဲကုလိုက်ရုံနဲ့နော်အမတို့ဒါလေးတွေရှိရင်အရန်လွယ်ပါတယ်နော်ဒီလိုလေးမာရူရှာလာပါမယ်ဒီလိုပုံစံမျိုးလေးမာရူဖြစ်သွားမယ်နော်ရှေ့အနောက်လေး အမတို့ဒီမှာပတ်တန်ချပြီးွားပြီပေါ့နော်ပတ်တန်ချပြီးွားပြီဆိုတော့အမတို့ဓာတ်ရဲ့လေအလေကိုမြင်းတမြင်းဆွဲလိုက်မယ်သိလားအမတို့ဓာတ်ကနေဖြတ်ချင်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ဓာတ်တက်တဲ့ကိုအလေမြင်းတမြင်းအမတို့ဆွဲလိုက်တယ်ပေါ့နော်ဒီအမတို့ဘောင်းမီရဲ့အလေခေါင်းရုံးမြင်းနဲ့မစားဘူးနော်ဒါဓာတ်ကနေဆွဲတဲ့မြင်းနော် ုတ်ပြီနော်အဲ့တော့အမအလဲရနေပြီးတော့ဓာတ်အလဲရနေအမဖြတ်ချင်တာဖြတ်ချင်တာဆိုတော့ဓာတ်တွေနေရာမှာထောင်ထောင်တောင်းတောင်းဝင်ဖြစ်မှာမို့လို့အမကပ်နဲ့ဓာတ်အောက်ကလေးကိုနည်းနည်းလေးရှော့ပြီးလိုက်တယ်အရှိချမ်းကြတော့အလဲမြင်းမှာဓာတ်ထည့်ထားတော့မလို့ဘောနော်အဲ့ဒီမြင်းအတိုင်းမှာတော့ဖြတ်ပြီးဖြတ်ပြီးရုံပဲဘောနော် အမတို့အမ F1 F2 B1 B2 ဆိုပြီးထွက်လာမယ်။အဲသူ့ကိုလည်းအမတို့ဒီလိုမျိုးလေးပဲဓာတ်တွေကိုပြန်ဖြီးပေးမယ်ပေါ့နော်။တောင်းတောင်းကြီးမဖြစ်ချင်လို့ ဲ့တော့အမတို့ကဒီမှာပတ်တန်တွေခွဲခဲ့တော့မယ်ပေါ့နော်အဲ့တော့ဒပိုင်းချင်းစီအမတို့ညှက်ထုတ်လိုက်တယ်ပြွားပြီဆိုရင်အမတို့ကဒီအလေကြောမြင်းကိုညှက်မယ်ပေါ့နော်မညှက်ခင်အမရဲ့ဒီပေါ့နော်အပေါ်မြင်းကိုအဲဒီအရာလေးအတိုင်းပေါ့နော်ခါအပေါ်ပဲမြင်းလေးကိုဒီအရာလေးတိုင်းမှညှက်ထုတ်လိုက်တယ်ပေါ့နော်ဟုတ်ပြီအမကအလေမြင်းကနေပြီးတော့အမတို့ကခွဲချင်တာပေါ့နော်အဲတော့ခွဲချင်တာဆိုတော့ခွဲလိုက်ပြီးတော့ဒီတောက်ကြီးကိုဖယ်လိုက်တယ်မယူချင်တော့ဘူးနော် ပြီးွားပြီဆိုရင် အမတို့တေချာလေးညှိပေးပါပြီးွားပြီဆိုရင်အမဒီမှာပတ်တန်ဆက်ကူကို တခြားကလာလေးနဲ့ပြပေးထားတယ်နော်အမတို့ဒီမှာကတ်မယ်ပေါ့နော်အဲ့တော့အမတို့ဒီမှာကတ်ဖို့အတွက်ကို အောက်ခြေကိုအဲမြင်းညီပေါ့နော်မြင်းဖြောင်းတပြမြင်းဖြောင်းတစ်ချောင်းလောက်အမကိုဆွဲပေးပါ တောက်မှန်မြင်လေးတစ်ချောင်းလောက်ဆွဲလိုက်တယ်ဆွဲပြီးွားပြီဆိုရင်အမတို့အခြေကိုအညီကတ်မယ်နော်အခြေရိုင်ဝါမှမလို့ပါနော်အခြေလေးကိုအမတို့အညီထားပြီးတော့အဲအမတို့အခြေအရှိချမ်းကိုအရင်ကတ်တယ်နော် F2 အပိုင်းလေးကိုအမအရင်ကတ်လိုက်တယ်ပေါ့နော် F2 ပိုင်းလေးကိုအမအရင်ကတ်လိုက်တယ်တိမ်နေပြီးွားပြီဆိုရင်အဲ့ဒီအခြေမြင်းကိုပဲအညီထားမယ်နော်ပြီးွားရင်မှတင်မြင်းရှိမယ်နော်အဲ့ဒီတင်မြင်းကနေပြီးတော့အမကိုဘလောက်ချပေးမလဲဆိုတော့လေ4 5 6 7 နော်ဒီနေရာမှာမတို့သတ်မှတ်ချက်မရှိပါဘူးเนาะကိုယ်အဆင်ပြေတယ်လို့ခြားပြေးလို့ရပါတယ်เนาะပုံမှန်အပြည့်ဆိုတော့ Pisces လောက်တော့အမတို့အသုံးများတယ်ပေါ့เนาะအဲ့တော့ခြားပြေးလိုက်တယ်ခြားပြေးပြီးသွားပြီဆိုရင်အမတို့ F1 လေးကိုလာပြီးတော့ကတ်တယ်เนาะသူ့ကိုလည်းအဲ့လိုပါပဲမတို့အောက်အခြေမြင်းနဲ့အညီလေးထားပြီးကတ်ပြီเนาะအောက်ခြေမြင်းလေးနဲ့အညီလေးထားပြီးကတ်ပြီအဲ့တော့ဒီမှာဒီလိုမျိုးထွက်လာမယ်ပေါ့เนาะဒီလိုအလေမှာမတို့ခြားလိုက်တဲ့အရာကြီးထွက်လာမှာပေါ့เนาะ ဟုတ်ပြီအရှိကိုကြတော့လေဒီတိုင်းထားလေးရတယ်ဒါပေမဲ့အပွားဆိုတော့နည်းနည်းလေးထွက်လိုက်တယ်နော်1.52လောက်လေးထွက်လိုက်တယ်ဘေးကိုလည်းအမ1.52 2.5ပေါ့နော်ကိုကြိုက်တယ်လို့အမတို့ထားထားလို့ရတယ်နော်ကိုအဆင်ပြေတယ်လို့ထားပါမှာတော့ပြီးွားပြီဆိုရင်အဲဒီလိုမျိုးလေးပေးတယ်လေးနဲ့နော်အမအခုပြတယ်လို့လေအလိုက်တင်လေးအမတို့ကားလိုက်တယ်ပေါ့နော် ဟိုပေတောင်လေးတောက်တောက်လေးမဆွဲဘူးเนาะတဖြည်းဖြည်းလေးဝိုက်ယူပါတယ်ဒီအရှိချမ်းကိုလည်းဒူးမြင့်ထီကိုအဖြောက်ဆွဲပြီးတော့အပေါ်လေးကိုခွာရလေးအတိုင်းကပ်လေးနဲ့ကွေးတယ်မကွေးခင်ပါလေအပွားဆိုတော့အမှတော့တရေနဲ့ဆိုတော့ခွာမြင်းလေးကိုဝမ်းလောက်အောက်ချပေးမယ်เนาะမူရင်းခွာမြင်းကနေဝမ်းလောက်ချမယ်ပြီးရင်ချလိုက်တဲ့မြင်းကနေအရှိကို1 cm သို့မဟုတ်0.5 cm လောက်ကလေးထွက်ပေးเนาะထွက်ပေးပြီးသွားပြီဆိုရင်အမကိုခွာအစ်စ်လေးပြန်ဝိုက်ပေးပေါ့เนาะဒါကတော့အမဒီဘောင်းမီတန်တက်နေတဲ့သူတွေ ready to တက်နေတဲ့သူတွေဆိုမဆင်မနားလေးလေးမယ်เนาะဒါမှတော့အပွားလေးဆိုရင်အဲ့လိုလေးပြန်ပြင်းနေပေါ့ရပြီเนาะအဲ့ဒါဆိုရင်ဒီလိုလေးရလာမယ်အမတို့ဘောင်းမီရဲ့ shake ကလေးอ่ะเนาะပြီးွားရင်လေအဲအမတို့ဒီမှာဆိုရင်တကယ်ဆိုရင်တရေကျိုးနဲ့တက်တဲ့ညှက်လို့ရတယ်เนาะတက်တဲ့ညှက်ချခြင်းနဲ့ရတယ်ဒါမှမဟုတ်ဒီလိုချားနေတဲ့ဟာကိုမတို့ကနှစ်ခုကိုညီအောင်ကပ်ကပ်လေးနဲ့ပြန်ဖြည့်ပြီးတော့ roller လေးလှိမ့်ပြီးတော့ဖြတ်ချခြင်းနဲ့ရတယ် ။ငမတော့အမတော့ဒါကမသိမှမို့လို့ဒီလိုလေးယူပြပေးတာနော်။ဒီလိုလေးယူလိုက်လဲဖြစ်တယ်။နော်။အဲဒီလိုလေးယူလိုက်လဲရတယ်။ဒါမဟုတ်ဘူးဒဲလုံးဝဟိုဘက်ထိတ်ဒီဘက်ထိတ်ဒဲဖြတ်ချခြင်းလဲရတယ်။ဒီမှာတရေချိုးနဲ့ဆိုတော့ဒဲယူလဲဘာမှဖြစ်ဘူးနော်။နော်တရေချိုးအပေါ်ကနေပက်လေပြန်တက်မှာဆိုတော့လေ။နော်။အဲ့တော့ဒဲလေးပဲယူလိုက်တယ်။အဲ့ဒါပြီးသွားရင်မအားလို့ဒီပတန်လေးကိုညှက်လိုက်မယ်ပေါ့နော်ညှက်လိုက်မယ်ဆိုရင်အဲဒီလိုလေးအရှိချမ်းလေးရပါမယ်ပေါ့နော်ဟုတ်ပြီပြီးသွားရင်မအားလို့ဒီမှာ နောက်ချမ်းကိုဆက်ပြီးတော့လုပ်မယ်အရှိချမ်းကိုအခုနလုပ်တဲ့အတိုင်းလေးပဲဆက်လုပ်မှာနော်အဲ့တော့နောက်ချမ်းရဲ့အခုနဓောက်ကျိုးကိုခွဲတယ်အမတို့ဓောက်ဖြီထားတဲ့အတိုင်းလေးပဲခွဲပြီးပြီနော် ောက်ပြီးဒီလိုလေးရလာမယ်။မမတို့မင်းကြီးတစ်ချောင်းဆွဲထားမယ်။မင်းဖြောင်းတစ်ချောင်းဆွဲထားမယ်။ပြီးွားရင်မမတို့ B1 B2 အပိုင်းကိုအခုန F1 F2 ကတ်တယ်လို့ပဲကတ်တယ်။ပြီးွားရင် B မှာလည်းတင်မြင့်ရှိတယ်နော်။အဲ့ဒီတင်မြင့်ကနေမကိုဘလောက်ခြားပေးမလဲ5 6 7အခုနအရှိမဘလောက်ယူခဲ့လဲခြားခဲ့တဲ့လောက်ကိုခြားပေးမယ်နော်5ဆို5 6ဆို6ပေါ့နော်။ယူခဲ့တဲ့လောက်ခြားတယ်ခြားပေးပြီးွားရင်မမတို့ကတ်လိုက်တယ်ပေါ့နော်။ ။ဟုတ်ပြီသူ့ကိုလည်းအမတို့ကခွာမြင်းချမယ်။အရှိမဝမ်းချရင်ဝမ်းချမယ်ဝမ်းထွက်ရင်ဝမ်းထွက်မယ်နော်။ပြီးွားရင်အဲခွာမြင်းလေးကိုပြန်ပြီးတော့အစ်စ်လေးပြန်ဝိုက်ပေးမယ်နော်။အဲ့တော့ဒါကအမတို့ဘောင်းမီအပွားတွေဆိုရင် လုံနေကြနီလန်တစ်ခုပေါ့နော်။ဟုတ်ပြီအဲ့ဒါမျိုးရှာလာပြီပေါ့နော်။အဲ့ဒါမျိုးရှာလာပြီဆိုတဲ့အခါကျရင်အမတို့ဒီဘက်အပေါ်ကိုလည်းမြင်းဖြောင်းလေးပေါ့နော်ခါမြင်းလေးကိုပြန်ဆွဲလိုက်တယ်ပြန်ဆွဲပြွားပြီဆိုရင်အမတို့ဒီခွားရှေးနဲ့ဒီခွားဘေးကိုပေါ့နော်အမတို့ဒီ 1.5ဟိုဘက်ကိုဘယ်လောက်ထွက်ခဲ့လဲ1.5 2ထွန်1.5 2ပေါ့เนาะအရှိနဲ့အနောက်ကိုအမတို့ကအညီထွက်ပေးရမယ်เนาะအရှိမှာထွက်ခဲ့တယ်လို့ပြန်ထွက်ပေးပါပြီးွားရင်အမတို့ဒီလိုမျိုးလေးပြန် wipe ပေးတယ်ပေါ့เนาะဟုတ်ပြီပြီးွားပြီဆိုရင်ဒီဟာကိုလည်းအခုဒဲဆွဲတယ်ပြီးသွားရင်အပေါ်ကိုကြတော့ cuff လေးနဲ့အမတို့ wipe တယ်ပေါ့เนาะဒီနေရာမှာအမပြောချင်တာကအမက cuff နဲ့ wipe တာဒီလို dead ဆွဲခြင်းလည်းရတယ်เนาะအရှိကိုဒက်လို့ဆွဲထုတ်ခြင်းလည်းရတယ်အခုအမကပ်နဲ့ဝိုက်ပြတယ်လို့ဝိုက်ခြင်းလည်းရတယ်ကိုနှစ်သက်တယ်လို့ယူလို့ရတယ်နော် ကဲဟုတ်ပြီအဲ့တော့အရှိအနောက်ပတ္တန်ကဒါမျိုးလေးရလာပြီနော်ဟုတ်ပြီအဲ့ဒါဆိုရင်အမတို့ကတရေပြားအတွက်ခါလေးတိုင်ကြရအောင်နော်ဒီမှာကိုယ်စီမှာရှိတဲ့အဲခါအကူတိုင်နော်ကိုကြံတဲ့ခါအကူတိုင်ပေါ့နော်အမကတော့ဒီမှာအမရဲ့အရှိချမ်းခါကိုတိုင်လိုက်တာ28စီရမြရတယ်ပေါ့နော် 29လို့ရေးထားလိုက်တယ်အနောက်ချမ်းရဲ့ခါအတိုင်းလိုက်တော့အမက25စီယံကြာတော့25စီယံမှတ်ထားလိုက်တယ်ပြီးွားရင်စာရွက်လို့တစ်ခုကိုယူလိုက်တယ်ယူပြီးသွားပြီဆိုရင်အမကခုနကတုန်းကတိုင်းထားတယ်ပေါ့နော်25ပေါ့နော်အဲ့ဒီအမှတ်ကလေးကိုယူပြီးတော့အမသိပြားစာကိုတက်တက်အပြစ်မှာထွက်ပြီးတော့စွဲတယ်ပေါ့နော် ရမယ်နော်အမ29မှတ်တယ်ပြီးွားရင်25မှတ်တယ်ဒါပါလဲဆိုတော့အရှိကရတဲ့ခါနဲ့အနောက်ကရတဲ့ခါရဲ့အတိုင်းကိုအမယူလိုက်တာပေါ့နော်ဒီမှာကိုရရင်ကိုရတဲ့ခါအတိုင်းကိုယူနော်ဟုတ်ပြီပြီးွားရင်မှတော့ဓာတ်မှန်မြင့်အပေါ်ကိုတက်တယ် ခေါင်းမှမြင်လေတက်ပြီးွားရင်အမားတို့တက်မှသည်တလမခွေတက်မယ်ပေါ့နော်တလမခွေကိုပေချိုးတစ်ဖက်လှန်ကြည့်လိုက်ရင် 4cm ဆိုတဲ့အဖြေရမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အမားက4.5ယူတယ်ကိုကတလမတက်မယ်ဆိုရင်တလမခွေတလမကိုပေချိုးတစ်ဖက်လှန်ကြည့်ဘယ်လောက် cm လဲအဲ့ဒါကို0.5ပေါင်းပေါ့နော်အဲ့တော့ဒီမှာကတော့မှတလမခွေဖြစ်တဲ့အတွက်ကြောင့်4.5 cm ကိုနှစ်ပြန်ယူရယ်เนาะဘာလို့နှစ်ပြန်ယူလဲဆိုတော့အဲ့နှစ်ပြန်ချားမှာတရေထဲချုပ်ပါမှာเนาะအဲ့နှစ်ပြန်ချားမှာတရေထဲချုပ်ရမှာဖြစ်တယ်ဗောနော် ဒါအသေးချိုးပြစာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်မတော်ကဒါကိုညှက်လိုက်မယ်နော်ချုပ်စာကအပေါ်ဝမ်းအောက်ဝမ်းချံနော်ဒါကတော့မချုပ်စာလေးမညှက်မထည့်ပြတော့ဘူးနော်ဒါပတ်တန်ပြလာဖြစ်တဲ့အတွက်ကြောင့်ပိတ်စာညှက်ချုပ်စာလေးပြန်ထိုးရမယ်နော်ဟုတ်ပြီဒီနှစ်ခုရဲ့ကြားပေါ့နော်အော်ဒီလိုနှစ်ခုရဲ့ကြားမှာတရေပြားကိုထည့်ချုပ်ပြီးတော့မှအမတော့ဘောင်းမှာပြန်သွားတွဲမှာပေါ့နော် ါတည်ရည်ပြားစာအပြင်ထုတ်ဆိုရခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီပတ်တန်ကရနေပြီအမတော့ဒီပတ်တန်ကပြီးွားပြီနော်ဟုတ်ပြီဒါပေမဲ့ဒီမှာက8ဖောက်လေးပေါ့နော်8ကက်လေးထည့်ပြထားတယ်အဲ့အတွက်ကြောင့်ဒီမှာ8ကက်ထည့်စင်နေတဲ့အတွက်8ကက်ထည့်ပြမယ်အဲ့တော့အမတို့ဘေးကနေပြီးတော့5 6လောက်ပေါ့နော်ဝင်လိုက်တယ်ပြီးွားရင်အမဒီလိုဒီဇိုင်းတိုင်းနဲ့တူလားအဲ့ဒီအတိုင်းပဲ7လောက်ပေါ့နော်7 7အဲ့ဒီလောက်ဝင်ကျင်ကိုယူလိုက်73လောက်ထိမှလို့ယူလို့ရတယ်နော်ဟုတ်ပြီစောင်းလိုက်တယ်ပေါ့ ပြီးွားရင်ဒီဘက်ကကြတော့မတော့8.9ပေါ့နော်8.9 cm လောက်လေးယူလိုက်တယ်ယူပြီးွားပြီဆိုရင်မအောင်လေမြင်းဒေါမှန်လေးကင်ပြီဆိုပြီးနော်အဲ့နာမှာမြင်းနေစောင်းရမှာမို့လို့ပါနော်အဲ့ဒေါမှန်လေးနဲ့အမတို့မြင်းဆွဲချလိုက်ဘယ်ဒီဆွဲလို့ရလဲဆိုတော့ဒီမှာခွားမြင်ရှိတယ်ခွားမြင်ရဲ့အပေါ်အမ1.5 cm လောက်ဒီတက်ပြီးတော့ဆွဲလို့ရတယ်เนาะဟုတ်ပြီเนาะပြီးွားပြီဆိုရင်အမတို့ကအိတ်ကက်ရဲ့သဘောလေးတရားလေးတိုင်းဒီလိုလေးဝိုက်လိုက်တယ်ပြီးွားရင်အဲ့ဒီအိတ်ကက်ကိုအမတို့ကဘာလုပ်မှာလဲ copy ကူးပြီးတော့ထည့်ချုပ်ရပြီပေါ့เนาะ ဟုတ်ကဲ့နော်အဲဆိုမှတော့အိတ်ကက်ကလေးရလာမယ်ပေါ့အဲဆိုရင်ဒီပတန်လေးကအရှိအနာကိုရေးပြားစာနော်အိတ်ကက်ကူထားရင်အိတ်ကက်ပေါ့နော်ဒီလိုလေးရလာမယ်